ကျေးရည်ပိသက်များအားလုံးမင်္ဂလာပါရှင်။နေရော်ရော်ဘုတ် channel ကနေ video စကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူနန်းကြညိုရေးသားထားတဲ့ဝိညာဉ်ပေါ်တဲ့လူသက်သမားဆိုတဲ့ဖြစ်ရမှန်ဇလန်လေးရဲ့အစားဆုံးကိုပြန်ဆက်လုပ်ပေးသွားမှာပဲဖြစ်ပါရစေ။ဇလန်လေးမစတင်ခင်ညီမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။သူ့ရဲ့နှုံမှာသမချေကြီးကမှောက်ထုတ်လိုက်မိတယ်။ကိုထုံး ဘာလို့တမချီခဏခဏချနေရလဲတမတခါချရင်အသက်တည့်ရဲ့တို့တဲ့လေတော်စမ်းမမီတို့ရာယုံနှန်းစကားတွေလာပြောမနေနဲ့ငါငါချညင်ချမယ်မချရင်မချဘူးလူကစိတ်ညစ်နေရတဲ့အထဲဘေးကဘာတွေလာပြောနေမှန်းဝမသိဘူးအလို့တော့တော့ဘာတွေများတွေ့ပြီးစိတ်ညစ်နေရတာလဲရှင်အရင်စီးပွားရေးကလည်းဆက်လောက်တောက်လောက်ပါတယ်တော့အခုဆိုမီသူစည်းတွေကလည်းတက်နေတော့တို့တို့လုပ်ငန်းလေးက မဆိုးပါဘူးရှင်။ရှင်ဘေးမှာရှင်မယားကျုပ်တယောက်လုံးရှိနေခဲ့တာပဲ။ဟော၊သမီးလေးရွှေလုံးလည်းရှိတယ်။ကဲ၊ရှင်ဘာလို့သေးလဲ။မိမဖြစ်သူရဲ့စကားကြောင့်ကိုထွန်းတယောက်ဘောင်းကိုတပြင်းပြင်းကုတ်ကငါတွေးနေတာကအချားပါဟာ။ငါမိเจ้าကိုတွေးနေတာပါမိတို့ရ။မင်းကခုတလော နေသိပ်မကောင်းဘူးဟာ။ပထွေးငတင်ကလည်းသိတဲ့အတိုင်းပဲ။အချိန်လုံးမူးနေတာလေ။ငါညီမတဲတဲကလည်း ပညောနေတာပဲဟာငါမေကိုအယံတနာတယ်မိတို့ရာအလို့တော့ဩဝမပူဆလောင်းဝဘူးနေပြန်ပြီရှင်ပတွင်ငတင်ကရှင်းအောင်လူလူဆက်ဆံခဲ့တာမှမဟုတ်တာမိုးလာရင်ကြွေးရိုက်နွားရိုက်နဲ့လူစိတ်မရှိတဲ့ကောင်သူ့သားငါအောင်နဲ့သူ့သမီးတဲသေးကိုပဲလူလူထင်ခဲ့တာလေဩဒါကလည်းငါအောင်နဲ့တဲသေးကသူ့ရဲ့သားသမီးအရင်းနဲ့ကိုငါကမေပါသားဆိုတော့သားသမီးရင်းနဲ့ဘယ်သူ့ပါမလဲဟာ အရင်ငတင်ကမူးလာရင်အမေကိုပြဿနာရှာသေးတာအမေတယောက်နေမကောင်းတဲ့ကြားကဘလောက်ထိတော့ကရောက်နေချာမလဲယောက်ျားဖြစ်သူရဲ့စကားကြောင့်မိတို့ကတမရှည်ကြီးကိုချလိုက်ကကိုထွန်းရဲ့ချစ်မလဲဝကြွေးပဲနော်ဒီတော့ချင်းကဘာလို့ချင်တာလဲပြောချင်းကျမကိုဘာကြောင့်လက်ထက်တယ်ဆိုတာမင်းနေပြီထင်တယ်ချင်းပဲငရဲချသလိုခံစားနေရတဲ့အင်ကနေလွမြောက်ချင်လာပြီဆိုပြီးအေးချက်နဲ့မိသားစုဘဝလေးကိုထူထောင်ပြသေးဆိုတာ ကျမကိုလက်ထပ်ခွင့်တောင်းခဲ့တာမဟုတ်လားကျမနဲ့လက်ထပ်ပြီးတော့လေရှင့်မေကိုရှင်စိတ်ကြိုက်ထောက်ပံ့ပေးနေတာပဲလေကျမဘာတခွန်းပြောလို့လဲဒီလောက်နဲ့မကျင်နဲ့သိရင်လေရှင့်သဘောပဲလေသိပါတယ်မိမရမင်းငါ့ဘော်ကိုကောင်းမှန်းငါသိပါတယ်ဟဒါကြောင့်ငါကအရက်မိမကိစ္စအားလုံးနဲ့ကင်းအောင်နေပြီးမင်းတို့သားမိဘကိုအိမ်တော်ဦးစည်းကောင်းပြီးတော့အောင်ငါနေခဲ့တာပဲမဟုတ်လားအခုကတော့ငါမင်းနေမကောင်းလို့ပါကွာ อืมအဲ့ဒီတော့ရှင်ကမလုပ်ချင်တာလဲပြောယောက်ျားစချမ်းတိုင်းပြီးတာပဲလေမိတူရဲ့စကားကြောင့်ကိုထွန်းမျက်နှာမှာပြုံးအောင်တန်းလာခဲ့ပြီးတဲ့နောက်ဒီတစ်ခါမိသွေးအော်ဒါမှာထားတဲ့အဲ့ရည်အတွက်တွေပြည့်ရင်မိသွေးပုတ်တာခဏရက်နာပြီးတလားလောက်အမေစီကိုပြန်ပြီးလှုပ်ရွေးချင်တဲ့မိမရဲ့အမေဒီကောင်းတာနဲ့ငါချက်ချင်းပြန်လာခဲ့မယ်နော်အင်းမယောက်ျားရဲ့ယောက်ျားသဘောပါပဲဟာဝမ်းသာလိုက်တာမိမရဲ့ မိတွေရောင်းအောင်ဝင်အကုန်လုံးမိမနဲ့သမီးအသုံးစိတ်တွေယူထားကြလားဟင်ချင်းရအောင်ချင်းမေအတွက်ဆေးဘွားကမြူသွားတော့ဦးလားအဲ့ဒီမှာတွေ့လားကို့မှာလုံစားဆရာခြေတွေလက်တွေပါပါတယ်ပြီးတော့အဲ့ဒီနေရာကကို့ရဲ့နေမိပါကို့အတွက်အလုံးမချဘူးမိတို့ရမိမခွင့်ပြုပေးတာနဲ့တင်ကိုကျင်နေနေပါပြီကိုမရှိတော့မိမလည်းမိဘရဲ့အိမ်ကိုပြန်နေချင်နေတော့မိမနဲ့သမီးလေးကြီးဆိုတော့ ကိုစိတ်မချဘူးကွာအင်းမကိုထွန်းရဲ့ကျွတ်ထသားမိတွေစိတ်ချစမ်းမှာကိုရောက်လို့ပထွေးငတ်တင်နဲ့အစင်မပြေရင်ချက်ချင်းပြန်ခဲ့သူသားငါအောင်ကလည်းရှင်းပေါ်မရိုင်းပါဘူးတနေချင်းမို့အဲ့ဒီအိမ်ကိုပြန်ကျင်းနေတာရပါတယ်မိမရတကယ်လို့အစင်မပြေရင်ကိုပြန်ခဲ့မယ်နော်ဟုတ်ပြီလားကိုထွန်းရဲ့စကားကြောင့်မိတို့ကကောင်းချင်းပြယုံမှတပါအခြားမရှိခဲ့ပါ ကိုထွန်းရဲ့တက်မှာ၂၀ကျော်ရွယ်ခန့်ဖြစ်လေတယ်။သူလက်ရှိနေထိုင်ရာရက်ဟာမဇလီကုန်းဖြစ်ကသူမိခင်နေထိုင်ရာရက်မှာမူလက်ပံကုန်းဖြစ်လေတယ်။မဇလီကုန်းနဲ့လက်ပံကုန်းတို့ဟာမိုင်၄၀ခန့်กว่าဝေးကမဇလီကုန်းဟာကျောင်းငန်းကလေးဖြစ်ပြီးလက်ပံကုန်းဟာတော့မြို့ငယ်ကလေးဖြစ်ပြီးအစွန်ပြားရက်ကွက်ကလေးတစ်ခုဖြစ်လေတယ်။သူ့ရဲ့ဖခင်မှာသူ9နှစ်ရွယ်နိုင်တိမ်မသွားတဲ့ဖြင့်မိခင်ဖြစ်သူကငတင်ဆိုတဲ့သူနဲ့နောက်ရင်အောင်ပြုတ်ခဲ့လေတယ်။ ငတင်ဟာအရင်မိုးလာလင်သွေးဆိုးကပြဒနာရှာကမေဘာသားဖြစ်တဲ့သူ့ဟာမုံတင်းနေတက်လေသူ့ရဲ့မိခင်ဖြစ်သူနားနောင်ပြုတ်ပြီးသားတယောက်သမီးတယောက်ထမှန်မွေးဖွားခဲ့ကသားဖြစ်သူမှာငါအောင်ဟုခေါ်ပြီးသမီးဖြစ်သူမှာတော့တသက်ဟုအမိတွင်ခဲ့လေငါအောင်ဟာသူနဲ့အသက်ရှင်နှစ်ခန့်กว่าပြီးဒီခုဆိုရင်ငါအောင်ဒီပင်လူမျိုးပေါင်းရွယ်သူရောက်ရှိနေပြီဖြစ်တယ်ငါအောင်ဟာငတင်းရဲ့သွေးပါသူပြီး မယိုင်းလာလေရွယ်ရောက်လေမီမကြံသေးအပေါင်းသင်တယုံယုံနဲ့ဖဲ့ရတော်တဲ့၌ပြုံ့ွင့်နေတတ်လေဖခင်ဖြစ်သူငတင်ကငထုံးအားနှိမ့်သဖြင့်ငအောင်ကလည်းငထုံးငစဉ်ကလေးဘောကပင်အကိုတရားဟူရမတတ်မဲ့ပဲမယမ်းခဲ့လေငယ်ဆုံးဖြစ်တဲ့တဲတဲကမူမင်းကလေးပြပြအနေအေးချာကငထုံးအားလည်းတန်ရုံးစဉ်တွေ့ရှာလေတယ်ဒီခုချိန်၌တဲတဲပင်စနစ်နဲ့ရွယ်သူပင် ရောက်ချင်နေခဲ့လေပြီအမေရေမေဟဲ့ပေါ်ကြီးတွန်းတသက်တော့စီလာလဲတာလားဟုတ်တယ်ညီမဒါနဲ့အမေရောအင်ငန်းထဲမှာကိုကြီးအမေသိနေမကောင်းလို့ဆဲတော့ပြီးလှဲနေတာမထုံလဲမိခင်ဖြစ်သူရဲ့အခန်းထဲကိုဝင်ကားဟင်အမေနေမကောင်းဘူးလားပြင်သွားလိုက်တာအမေဟာအေးဟုတ်တယ်ဒါနဲ့မင်းပတ်စံဘလောက်ပါလဲငါဆေးဘုံဝင်လို့နေလို့အော် ဆေးဖိုးလောက်တော့ပါပါတယ်အမေရေအမေကိုတလက်လာလောက်ကြွေးတာအမေနေကောင်းမှရွာပြန်တော့မယ်လေရော့ဒီမှာအမေဆေးဖိုးမင်းငွေကလည်းနေလိုက်တာဟဲ့မဲစီလာတာကိုဒီလောက်ငွေလေးနဲ့မိမကိုကြတော့တောင်းပြချက်ပြအပ်ခဲ့တာပေါ့ဟုတ်လားအမေရေသားနောက်ရဲ့အလုပ်လုပ်ပြီးငွေချပေးမှာပေါ့ဟုတ်ပြီလားအမေသာကျမ်းမာရေကိုယူဆိုင်ပါသူစဉ်ပထွေးပြည့်သူပြန်ရောက်လာကဟုတ်ကော အခန်းထဲဝင်ပြီးမလုပ်နေလားလဲငါမရှိတော့ငါမိမအခန်းထဲဝင်ပြီးကြာခုံမလို့လားဟာဗျာဦးကြည်တင်ကလည်းဒါကြောက်မေပါဗျဟာမင်းကရုံရတာမှမဟုတ်တာငွေဘလောက်ပါလဲငါ့ကိုအဆန်းမပါဘူးဦးလေးနောက်ရက်မှလုံးလုံးပြီးပေးမယ်အေးမပေးလို့ကတော့ငါကြောက်အောင်မင်းသိတယ်နော်ငါ့ကိုရေချိုးမလို့ရေသွားထမ်းကြည့်သူလည်းဘာမှထမ်းမပြောတော့ပဲရေထမ်းမုန်းကိုယူကား မစ်စိတ်ဘန်ကဲ့သို့ထွက်လာခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်မိခင်ဖြစ်သူအနားနေရဖို့ကရေးကြီးလေတယ်။မိခင်ကအလွန်တနာမိတယ်။သူရှိနေရင်အ ਨੇ ဆုံးတော့ပထွေးဖြစ်သူရိုက်ပုတ်နှိမ့်ဆက်မှုမှပါခွေပေးနိုင်မည်မဟုတ်ပါလား။ဟဲငထုံဘယ်တော့ပြန်ရောက်တာလဲ။အစောတုန်းကပြန်ရောက်တာမကြီး။ဒါနဲ့မငယ်ရောနေကောင်းလား။အေးကောင်းပါဟဲ့။အေးဟိုလာကြအောင်ဟေ။မနေ့ကပဲမငယ်ကမင်းကိုတတိယလို့ပြောနေကြတာ။ ဟာလာမှာပေါ့ဗျ။ကိုကျေးဇူးရှင်တွေအိမ်ကိုလာရမှာပေါ့ရေးဖြစ်ပြီးတာနဲ့လာခဲ့မယ်ဗျာမာချင်းနဲ့မငယ်တို့ဟာညီမများဖြစ်ကြက အထူးသဖြင့်မငယ်ဟာကိုထုံးမှာတူတယောက်လိုစောက်ရှောက်ပေးကမ်းကျွေးမွေးခဲ့လေတယ်အိမ်မှာထမင်းမစားရသည့်ရများ၌မငယ်ကကျွေးမွေးခဲ့လေတယ်မငယ်ဟာအလွန်စိတ်သဘောထားပြေဝါတဲ့အမျိုးသမီးတစ်ဦးဖြစ်ကကိုထုံးရဲ့ကျေးဇူးဆိုစကိုထုံးရဲ့ကျေးဇူးရှင်ဆိုရင်လေမမားခဲ့ပြီ လာဟေးကိုထွန်းဘယ်တော့ရောက်တာလဲမင်းမင်းမနဲ့ကလေးတွေရောနေကောင်းကြလားကောင်းတယ်မငယ်မင်းနဲ့မကောင်းဘူးဆိုလို့မင်းကိုတလက်လာလှုပ်ကြွေးတာလေอืมမင်းရဲ့စိတ်ရင်းကိုတော့လေးစားပါတယ်ဒါပေမဲ့ငတင်းကမင်းပေါ်မှာအပားဝါလုံးတော့ငါကဒီကိုပြန်မလာစေချင်ဘူးမနေ့ကတော့အင်သာချင်းတစ်တူးမလို့တိုင်မင်းနဲ့မင်းကိုတတိရနေတာမင်းကိုဝွကျွပြီလို့ပြောလို့မဆုံးသေးဘူးအခုပြန်ရောက်လာပြန်ပြီဟာကျုပ်မမနေနိုင်တာမငယ်ရား အမေကနေမကောင်းဘူးဆိုတော့ခဏပြန်ပြီးလာလှုပ်ကြွေးတာလေအမေနေကောင်းတာနဲ့ရုပ်ကပြန်มาပါဒါနဲ့အင်သာချင်းတူတူမဲ့ဆိုတူတူပေးမယ်ကောင်းတာပေါ့မထွန်းရနင်တူပေးတော့လေလက်ရသေးသက်တာပေါ့အဖိုးခါကိုတော့သူများထက်ပိုပြီးပေးမှာခုဘာမှမစားရသေးဘူးလားမတို့ရင်မှာစားသွားခမင်းနဲ့ဟင်းနေပိုနေတာအများကြီးချေရင်ငံကြော်နဲ့မဆုတ်ချက်ထားတာလေအာဒါဆိုရင်တော့မစားရသေးတာနဲ့အတော်ပဲ ပြောနေရင်ဗိုက်တောင်စားလာပြီဗျာ။စာရင်နောက်ခွေးထဲမှာကိုတိုင်ခုခတ်စားကြည့်။ငါတို့ကုံစားပြီးပြီ။ဘသူ့အတွက်မှချမ်းမထားနဲ့ဟေ။မထွန်လဲနောက်ခွေးပူပူကြောင်တဲ့ကိုဝင်ကခုခတ်စားတောက်နေလိုက်တယ်။မငယ်တို့ညီမနဲ့မထွန်းဒီကအိမက်တီရင်းနေသူများဖြစ်ကြလေတယ်။အာဗိုက်ကိုပြစ်သွားတာပဲ။ခမင်းကလည်းမင်းလိုက်တာ။အိမ်မှာအမေကနေမကောင်းတော့ပြန်တော့မယ်မငယ်။မနေ့ပြန်မနေ့စောစောထလာပြီးတော့အင်သာချင်းလာတူပြီတော့မယ်။ အေးပြန်တော့တော်ကြငတင်ကမူပြီးမင်းကိုပြဿနာရှာနေလေဦးမယ်ငထွန်းရဲ့နောက်ကျော်ပြင်ကိုကြည့်ကမငဲ့တယောက်သမရှိကြီးကိုချလိုက်မိတယ်။အင်းငထွန်းခမရလဲသနာစရာပါအမင်းနေမကောင်းလို့တဲ့မိမနဲ့ကလေးကိုပြစ်ပြီးသူ့မိကိုလာလုတ်ကြွေးတာအင်မတန်မှမိဘပေါ်ကိုစိတ်တက်တဲ့ကလေးပါဟုတ်ပါငယ်ရသူ့လိုသားမျိုးရတာသိကံကောင်းတာပဲငါလဲသူတို့လိုတိတက်တဲ့သားမျိုးလိုချင်လိုက်တာဟာ မကြီးဟာငထုံးမကြီးကညင်းညင်းပြောချလေးတယ်။နောက်နေ့မနေ့နိုင်ငထုံးဟာခက်ဆော့ဆော့ချိန်လိုက်ပင် မငယ်တို့အိမ်သို့ရောက်ရှိလာကအိနာချင်းအားစပြီးတူးလေတော့တယ်။ငထုံးရဲ့နေ့လယ်စာအတွက်ဆင်သင့်ပဲမင်းကြိုက်တဲ့ငချင်းလေးတုတ်ထားပေးတယ်။မငယ်ရဲ့စကားကြောင့်ငထုံးဟာသူ့ရဲ့မျက်နှာမှချွေးများအားတဆိုးပြန်တုတ်လိုက်ကဟာမငယ်လက်ရကတော့ဆွေမျိုးမေးတော့မယ်။ပြောရင်းနဲ့ဗိုက်တောင်စားလာပြီဗျာ။ပြုံနာပြီး နင်းလာစားစားတော့မယ်ဗျာအေးနားတော့လေကျင်းကတော်တော်နဲ့နေပြီသမင်းစားပြီးကြေးလောက်မိလိုက်အောင်ပြီးမှကျင်းကိုအချောတက်ပေါ့ရေးမှမကြည့်တာဟုတ်ကဲ့မငယ်ဒါဆိုကျုပ်သမင်းစားပြီးအမေကိုခဏပြန်ကြည့်လိုက်အောင်မယ်နော်အေးအေးခွက်ကိုခုခတ်ပြီးစားသွားကြည့်ငါမေဟုကိုသွားတိလိုက်အောင်မယ်သူ့မေကဖဲသွားလို့လဲမငယ်ဈေးသွားတယ်လေငါလည်းတူမလေးကိုထိန်းနေရတာနဲ့ကလေးယူဖို့တော့ညင်းငွေလာပြီဟာ မငယ်ရဲ့စကားကြောင့်မထုံးအောင်တစ်ချက်ပြုံးလိုက်ကသူ့ရဲ့သမီးငယ်လေးအားရိရသွားလေတယ်။မေဦးသည်မငယ်ရဲ့အမမာကြီးရဲ့သမီးဖြစ်ကသုံးနှစ်ရွယ်ခန့်သာရှိလေ။မငယ်သည်လည်းအိမ်နောင်တဲ့ဖြစ်ကသားသမီးမထုံးကားသေးပါပဲ။ငထုံးဟာစားကြောင်နေစဉ်မိခင်ဖြစ်သူနဲ့ညီမငယ်မိသည်တို့အကြောင်းကိုတွင်းနေမိတော့တယ်။မနေ့ကသမင်းကျော်စားကြကနေ့လေအတွက်သမင်းတစ်လုံးစာတည်ထားကင်းကမရှိသေးပေ။ ညီမငယ်မိသည်ဟာချူချဲလက်ဖက်လေးပြင်းသာဖြစ်သလိုစားတောက်နေရသည်မို့အိမ်ပြန်လင်တော့ကျဲဦးလေးဝယ်ပြီးပြန်ကကြော်ကျွေးမြေကိုစဉ်းစားနေမိရဲ့သူလဲအိမ်ပြန်လမ်းရှိဈေးဆိုင်လေးရှိရက်ကရည်ရအောင်ရေဟာမတို့မလားဘာယူမလို့လဲကျက်ကိုကျဲဦးလေးလုံးတော့အန်းစမ်းမအောင်ဗျာညနေကျမှပတ်စံလာပေးမယ်အေးရတယ်မင်းမင်းငါဆိုင်မှာအကျွေးယူထားတာမနေတော့ဘူးငါထုံးရေအဲ့ဒါဆိုရင်အမိတ်ကျွေးစင်းမှာထက်ထက်ထားလိုက်နော် ညနေလောအားကထုတ်ပြီးအကျွေးတွေအကုန်လုံးလာဆက်ပေးမယ်ဗျာ။ရပါတယ်ငါထွန်းရဲ့ရှိမှဆက်ပါ။ငါကအကျွေးရှိတဲ့အကြောင်းပဲပြောပြတာပါအေး။မင်းမလဲဝကျွေးပဲနော်။အိမ်အောင်ကြပြီးတာတော့မှမင်းနေမကောင်းလို့ဆိုပြီးတလက်လာလှုပ်ကျွေးရှာတဲ့သား။ငတင်းကတော့လူပေါ်ချော့ပါတော့။မင်းမေကလည်းအဲ့ဒီလောက်လိမ်မာတဲ့သားကိုအကောင်းမြင်တာမဟုတ်ဘူး။အော်ကြီးတော်အောင်ရဲ့အမေကိုအပြစ်မတင်ပါနဲ့ဗျာ။ဦးချစ်တင်ကဆိုတော့ ူလည်းကြောက်ရလို့ပေါ့ကဲညှုပ်သွားတော့မယ်အမင်းနဲ့ညီမလေးတို့သမစ္ဆာနေလောက်ပြီကျဲဦးထည့်ပေးထားသောအိတ်ကလေးကိုဆွဲကနှက်ခွာသားသောငထွန်းကိုကြည့်ပြီးကြီးတော်အောင်ကအင်းသနားဆရာကောင်းလိုက်တဲ့ငထွန်းမိဘပေါ်အင်မတန်းမှကြီးတက်ရှာတဲ့သားပါလားမေးမေးဘာလို့တံပြဲကြီးနဲ့အော်နေတာလဲခမားမေမသေးသေးဘူးဟာငအောင်ရငမေကမင်းမေရောမဟုတ်ဘူးလား စကားပြောတာမမရင်းဆမ်းမနဲ့ညီဟာမင်းကအသက်ငယ်ငယ်လေးရှိပါသေးတယ်။ထိုချင်းငတင်းကအကန်းထဲမှထွက်လာကဖြစ်ကောင်ငထုံမင်းကငါသားကိုဘာဆရာလာလုပ်နေရလဲ။မနေ့တနေ့ကမှရောက်လာပြီးဆရာကြီးလေတန်းနဲ့မင်းဆောက်ချိုးကိုပြင်ဆန်းကွာ။ကျုပ်ကအမေကိုထမင်းစားပေးပြီလားလို့မင်းမလို့ပါ။မစားရသေးရင်ကျုပ်ကိုကြောက်ကြွေးမလို့သူ့လက်ထဲမှာကျုပ်များကိုကြည့်ကငါအောင်ကဟာအမီးလိုနေတာနဲ့တော်ပဲအဲ့ဒီကျုပ်တွေကို ြုတ်ယူသွားမယ်။ဒါအမင်းနဲ့ညီမလေးစားဖို့တွဲကွာ။မင်းကြီးအတွက်မဟုတ်ဘူး။မောရင်ခွဲရက်ကွာ။ကဲ။ငါတို့ဟာမြေပေါ်သို့ကွဲကြနေတဲ့ကျဲဥကိုကြည့်ကအလွန်ဒေါသထွက်သွားလေတယ်။ဟင်။မင်းမင်းမရိုင်းလာကြည်လား။မင်းမင်းတော့ကွာ။သူလည်းငါအောင်ရဲ့ရှင်ဘက်အားစောင့်တွန်းလိုက်ပြီးထိုးမိပြူးလိုက်ပြီးမှစိတ်ကိုထိန်းလိုက်လေတယ်။ထိုစဉ်သူ့ရဲ့ဥကောင်းတစ်ခုလုံးပိုကနေဖြစ်သွားလေတယ်။ဟင်။ ိုကြီးမထုံးကောင်းမှာသွေးတွေအမေအမေလာကြည့်ပါဦးညီမဖြစ်သူထိတ်လန့်အော်သံအားနောက်ဆုံးကြရပြီးတဲ့နောက်အရာအားလုံးဟာအမောင်တိတ်ကြသွားလေတော့တယ်ငဲမရေငဲမရှင်မကြီးအလင်မကြားနဲ့ဘာဖြစ်တာလဲမထုံးတည်ပြီးတဲ့ဟဲ့သူ့အိမ်မှာရဲတွေအများကြီးရောက်နေကြတယ်အမဖြစ်သူရဲ့စကားကြောင့်ငဲတယောက်အံ့ဩသွားကရှင်ဘလို့ဖြစ်တာလဲအစိုးလေးကနေပဲသမေးစားတော့ပြီး ်အင်ခဏပြန်မယ်ဆိုပြီးပြန်သွားတာလေရထဲကပြောတာကတော့မထုံးကမိသားကိုမတင်းချင်လို့ငါအောင်ကရရင်နဲ့လက်လွန်သွားတယ်ပြောကြတာပဲဟာမဖြစ်နိုင်တာမားကြီးဟာမထုံးကသူညမကိုအဲ့ဒီလိုလုပ်ပါမလားခုငတင်တို့တားဖားနဲ့စကားများရင်တက်လိုက်ကြတာနေမှာငတင်ကအိမ်မှာမရှိဘူးဆိုပဲသူ့မေကိုယ်တိုင်ကအဲ့ဒီလိုပြောတာတဲ့ဟင်းဟုတ်လားဖြစ်တော့မဖြစ်နိုင်ဘူးသူ့မေကိုယ်တိုင်ကလိမ့်နာနေမှာအော်တနားဆရာကောင်းလိုက်တဲ့ငထုံးရဲ့ သေတာတောင်မှနမပဲကြီးနဲ့ပါလားဒီနေ့အမှန်တရားကတော့ပေါ်လာမှာပေါ့မောက်တာလောက်တဲ့သူတွေကတော့ပြန်ခန်းစားကြရမှာပဲဒါနဲ့အခုမထိုးရဲ့အလောင်းကရောဆေးအုံကိုတည်ဖို့လုံနေကြပြီသူတို့သားမိသုံးယောက်ကိုလည်းစစ်ဖို့ဆေးဖို့စကားအောင်ခေါ်သွားကြမှာတဲ့ငါလည်းတိတိတန်ယုံကိုမကြည့်ရတာနဲ့ပြန်လာခဲ့တာမထုံးကောင်းမှသွေးတွေကအိုင်လို့လေရုံးနေရင်တော့ကြက်သိမ်းထားတယ်ဟာသနာပါတယ်အေးမိသေးခမျ ဘာတွေမြင်လိုက်တယ်လဲမသိစကားတော့မဆုံနိုင်ရှာဘူးအရန်ကြောက်နေတဲ့ပုံပဲမာကြီးတယောက်ဂဒုံကြီးပြည့်စုံကရိုးစင်မာကြီးတစ်ခွက်အားငေါချလိုက်လေငထုံးရဲ့တင်းကနေချင်းညာချင်းထုံးတဲ့တဝိုက်တို့ပြက်နဲ့သွားကလူများအမျိုးမျိုးပြောဆိုဝေဖန်လျက်ရှိကြလေညချိန်၌ရက်ခွက်တင်း၌ခွေးများကဆဆငငင်းနဲ့ဦးနေကြလေမငယ်မငယ်သူ့ရဲ့အမိအားခေါ်တန်ကြားနေရသဖြင့်လန်နှုတ်လာခဲ့လေ ဟင်အိမ်ရှိရဘာသူလဲကျုပ်ပါမငရသူလဲအမောင်ရင်၌ရက်နေတဲ့ထူထူအားဆူဆက်ကြည့်လိုက်ရာဟင်ငါထွန်းမင်းမင်းဟန်တေးပြီမဟုတ်လားကျုပ်သက်ခံရတာမငရကျုပ်ကြီးတော်အောင်ဆိုင်မှာအကျွေးပေးမယ်လို့ပြောထားတာကျုပ်ကျင်းတူးတဲ့လောက်အားကကိုအကျွေးဆက်ပေးပါမငရကျုပ်နေစရာမရှိဘူးဘာလို့ရမှန်းလဲမသိဘူးကျုပ်ကမတရားတတ်တာမကျင်တဲ့ဘူးမငရဲ့ ကျုပ်ကလိုဘဝနဲ့မနေချင်ဘူး။ငါငါကြီးတော်ကိုအကျိုးဆက်ပေးပါမယ်။မင်းကိုတက်တဲ့သူကိုရအောင်ဖော်ထုတ်ပေးမယ်ငါမောင်ရီ။မင်းကမဟုတ်မှတ်တာတွေပြောနေကြတာ။ကြားပြီးတော့ငါရှင်နေနာလိုက်တာ။မင်းကမိဘကိုတီးတက်တဲ့သူပဲ။နှကောင်းနှမျက်တွေကမင်းကိုကူညီမှာပါ။မင်းတို့ကကုစုကောင်းမှုလဲငါပြုလုပ်ပေးပါမယ်ငါမောင်ရီ။မငယ်တယောက်ပြောနေရင်ငါတို့ကတနာလုံးသဖြင့်မျက်ရည်များပင်ကျလာလေ။မိမ မိမညဘက်ကြီးဘာလို့ငုံနေတာလဲခင်မုန်းဖြစ်သူလုံနေမှုကြောင့်မငက်တယောက်လည်းနှုတ်လာခဲ့လေတယ်သူ့ရဲ့မျက်နှာ၌လည်းမျက်ရည်များဆူဆူနေလေရဲ့ဟင်ကျုပ်ကျုပ်အိမ်မက်မက်နေတာယောက်ျားရဲ့အိမ်မက်ထဲမှာငထုံးအောင်ရောက်လာပြီးသူ့အိမ်နာကျင်းတူးတဲ့ငွေနဲ့ရီတော်အောင်ဆိုင်မှာအကျက်ဆက်ပေးဖို့လာပြောတာပြီးတော့သူမတရားတက်ခံရတာတဲ့မင်းစိတ်ဆွဲလို့နေမှာပါမိမရဒီညခွေးတွေကလည်းအယမ်းဥတယ်လေဘာမှမတည်တော့နဲ့ ပြန်ပြီးအိတ်လိုက်တော့ဖះကဝှက်ပြူပြီးအိမ်နော်ခင်မုန်းပြသူစကားကြောင့်မငယ်လေးဘာမှထမ်းပြောတော့ပဲပြန်အိမ်ရန်ကြိုးစားလိုက်တယ်သူ့ရဲ့စိတ်ထဲမှာတော့မတော်မှတက်တဲ့လူတက်သမအားအမြန်ဆုံးဖမ်းပြီးအမှုမှန်ပေါ်ပြောက်ပါစေဟုသာအတရင်ဆူတောင်းပေးနေမိတော့တယ်နောက်ရက်မနေ့၌မငယ်တယောက်ကြီးတော်အောင်ရဲ့ဆိုင်သို့ရောက်ရှိသွားပြီးကြီးတော်ဒါလေးမငယ်မလာစဖို့အလာထူးပါလားဟုတ်တယ်ဒါနဲ့ငထုံးက ဒီတော့အောင်ကိုအကျွေးပေးစရာရှိတယ်ဆိုအဲ့ဒါဟုတ်လားဟုတ်ပါမငယ်ရဲ့သူမသေးခင်နေ့လေကသူ့မိန်နဲ့သူညမလေးစားဖို့ကျဲကိုလေးလုံးအကျွေးယူသွားချတာသူ့လိုမအင်းနဲ့ညီမကိုအဲ့ဒီလောက်ဖြစ်တဲ့သူကသူညမကိုပြစ်ချင်မယ်တဲ့လားသူတော်ကောင်းလေးပါအေးမိကြီးကိုကလင်ဘက်ကိုပါပြီးလီစဲနေတာသူ့မိကသာစိတ်ဓာတ်မကောင်းတာပါသူခမအဲ့ဒီနေ့ကကျဲကိုအကျွေးလာရင် သူ့မိကျွေးပါထက်ထက်ပြီး ညနေလောအားကရရင်ဒါဆက်မဲ့ပြောရှာတာပါ诶ငါနဲ့တွေးမိတိုင်းစိတ်မကောင်းလို့လို့မျက်ရည်ကျရပါတယ်။အော်ဒါဆိုညာကကျုပ်စီကိုလာပြောသွားတာအမှန်တွေပဲပေါ့။ "तू ကကျုပ်တို့အိမ်မှာအင်တာချင်းလာတူပေးနေတာလေ။ပြင်းသူကကိုညနေမှယူမယ်ပြောထားတာ။ तू မတရားတက်ခံရတာတဲ့။ तू ခုနေစရာမရှိဘူးတဲ့ကြီးတော်အောင်ရဲ့။တနာလိုက်တာ။ तू ကြွေးတွေလာဆက်ပေးတာပါ။မယူပါဘူးမငယ်ရဲ့။ तू လဲတည်သွားပြီပဲ။ယူပါကြီးတော်ရဲ့။ ဒါမှသူစိတ်ချမ်းသာချာမှာထိုခါမှကြီးတော်အောင်ကအကျွေးရရန်ငွေများအားယူလိုက်ပြီးတဲ့နောက်အဲ့ဒီငွေနဲ့သူ့အတွက်ကောင်းမွန်ကုသိုလ်လုပ်ပေးမယ်ေသူ့မအေးများညံနေချက်တော့သူကသူ့သမီးကိုမထိုးကမတင်းချင်တက်တယ်လို့ပြောတော့သူ့သမီးလည်းနာမည်ပြက်သူ့ကိုလှုပ်ကျွေးနေတဲ့သားလေးငထုံးလေးသိတာတောင်မှနာမည်ကပြက်နေကြည့်နေပါအမှုမှန်ပေါ်ပေါက်လို့ကတော့သူ့ကိုကျင်ထားမှာငါဂျုံလုံးတော့ပါ诶 ဟုတ်ပါမကြဘူးအမုံမှန်ပေါ်မှာကြိတ်ထားလိုက်အရက်ထဲ၌ငထိုးရဲ့အကြောင်းကိုသာပြောဆိုနေကြပြီးငထိုးကသနားသူများရှိတဲ့ကဲ့သို့ပြည်တင်သူများလည်းရှိကြလေတယ်ငထိုးရဲ့မိမမီတို့ခမယူမတက်ခံစားနေရရှာလေတယ်တပတ်ခန့်ကြာတဲ့အခါရဲစခန်းထွေးမှလူတူပြေးဝင်လာလေတယ်ကျုပ်ကိုဖမ်းပါဗျာကျုပ်ကိုဖမ်းပါကျုပ်ကငထိုးကိုတတ်တဲ့သူပါပြတ်ပါဘေးငထိုးရဲ့ငါငါနဲ့ကိုမလိုက်ပါနဲ့တော့ငါရဲစခန်းမှာဖြောင်းချက်ပေးပြီး အဖမ်းခံနေပါပြီသူရိုးတယောက်လိုပြုတိပြုကြောင်နဲ့အဟိနေသူကတော့မတို့ရဲ့ပတွေ့ဖြစ်သူဥတင်ဆိုသူမှလွဲ၍အခြားသူမဟုတ်ပါပဲမိသက်အာမရင်းချင်းတင်ဟုဆိုသဖြင့်ဟူကွင်းဆရာဝန်များကမိသက်ဝိသေဝန်စားများအားစစ်ကြည့်ရာမရင်းချင်းခံရတဲ့အထောက်အထားတစ်ခုတလေမှမတွေ့ရပေမတင်ဆိုသူမှလူသက်ပြုံးရထောင်ကျသွားခဲ့လေတယ်အမှုမှန်ပုံပေါက်လာသဖြင့်မထုံးရဲ့မိခင်အားပတ်ဝန်းကျင်မှာသာရေးလဲမဖြစ် နာရင်လည်းမဖိတ်ပဲဝိုင်းဝန်းကျင်ဖယ်ထားကြလေတယ်။သူ့ရဲ့မိခင်ထွက်ဆိုခြင်း၌ငတင်းကသူ့ဟာအပြစ်မှန်ပြောလျင်အပြစ်မဟုချင်းချောက်သဖြင့်ဒီစွာထွက်ဆိုရသည်ဖြစ်သည်ဟုဆိုသဖြင့်အမှုမှန်မှလွမြောက်ခဲ့တော်လဲလူပတ်ဝန်းကျင်နေမူသူ့ရဲ့မိခင်အားဖုံးလို့ခဲ့ကြပါပြီ။ငတင်းရဲ့ပြောဆိုချက်အရသူ့ဟာငထုံးကိုတတ်ကားတင်းရှောင်ခဲ့သည့်နေမှာဆ ảy ၍ငထုံးကသုံးတော်တစ်ခေါက်ကောက်တိုက်နေသည်ဟုဆိုလေ။သူ့အိတ်လင်လင်းလဲသူ့ရဲ့ဘေးမှာ ငါတို့ထိုင်ငါစိုက်ကြည့်နေသည်ဟုဆိုလေနိလင်ရညာသူ့ရဲ့ဘေး၌သက်သက်တရေရဲပုံစံဖြင့်အရေးလိုလိုက်နေရာငတင်သည်ခြောက်ခြားလာကဒံမခန္ဏတော်တဲ့အစုံစခန်း၌ကိုယ်တိုင်လာရောက်ကအဖမ်းခံရလေတော့တယ်ထို့မှုဟာတုန်နဲ့တဝိုင်း၌သေသူဖော်သောလူတသမားဖြင့်နာမည်ကြီးခဲ့လေရဲ့မကောင်းမှုဟုသည်စိတ်ကြွယ်ရမရှိပါဘဲတနေ့ခံကြခဲ့ပြီးတဲ့နောက်မာကြီးတယောက်ဒုတိယသမီးလေးအားဖောင်းမြင်ခဲ့လေတယ် ထိုသမီးလေးရဲ့အမိအားမင်းနောင်ကိုအမိတွင်ခဲ့တယ်။ထိုငါးနဲ့သမီးအပြေတို့ရောက်တော့အခါအမေဘာလဲသမီးကျောက်ရဲ့မိန်းမနဲ့သမီးရဲ့စီကိုပို့ပေးပါလား။ဟေးသမီးဖြစ်သူရဲ့စကားကြောင့်မာကြီးခင်ဗျအံဩရလေတယ်။ဟင်သမီးရဲ့မိန်းမနဲ့ကလေးကဘယ်ကတော့အမေကဘယ်ကိုပို့ပေးရမှာလဲသမီးရဲ့။ဟာအမေကလည်းအမေသိရဲ့သားနဲ့မယ်စလီကုန်းကမိတို့ကကြုံမိမှပဲလေ။သူသမီးနာမည်ကရွှေလုံးနဲ့ မီးဖြစ်သူရဲ့မတင်မတ်တဲ့စကားကြောင့်မကြီးဟာညီမဖြစ်သူကလမ်းခေါ်လိုက်ရှာလေးတယ်။ငယ်မရဲ့ငယ်မ။ဘာလဲမကြီးရဲ့အလက်နှကြားနဲ့ဒီမှာနဲ့တူမမီနှောင်းကသူမိန်းမနဲ့သူသမီးစီပို့ပေးပါတဲ့။သူမိန်းမကမဲစလီကောင်ကမီလုံးနဲ့သူသူကလေမထုံးမစားတာပဲ။ငါနှစ်အောင်မပြောဘူးလား။ဝေးခဲကခေါင်းရဲ့အနောက်မှာအနာကြီးပါလာခဲကမထုံးမစားတာနေမှာနေမမယုံတာလေ။ ကဲငါတို့သူ့ကိုမယ်စီလီကုန်းကိုပို့ပေးကြရအောင်မငယ်တို့ညီမလည်းမင်းနှောင်းလေးအားမယ်စီလီကုန်းသို့ပို့ပေးလိုက်ကြလေတယ်မင်းနှောင်းကမိတို့ကိုတွေးတဲ့အခါငိုယိုပြီးမိမအဆင်ပြေရဲ့လားသမီးလေးရွှေလုံးရောငါနဲ့တို့သားမစ်စီကိုပြန်မလာနိုင်တော့တာခွန့်လွန်ပေးပါကွာအိုးအကိုရဲ့တကယ်ပဲတကယ်ပဲအကိုထုံးပေါ့နော်ငါကုတ်နင်တို့သားမစ်စီကိုလာရတာအဲ့ရအောက်ကဖျားအလဲတဲ့အောင်မှာ ငါဆုတ်ထားတဲ့ငွေတွေရှိတယ်ဆိုတာငါပြောပြခြင်းလို့ပါအဲ့ဒီငွေတွေကမင်းတို့သားမိကိုလက်ကွက်ပေးမလို့ငါဆုတ်ထားတဲ့ငွေတွေပါမင်းနောက်ရဲ့စကားကြောင့်မိတို့လက်ဖျားကိုလမ်းကြည့်လိုက်ရာအမှန်တကယ်ပင်ငွေများအားတွေးကြည့်လိုက်ရသဖြင့်ဟုတ်တယ်သူကကိုထုံးဝင်စားတာပဲသူသေတော်တာဝမ်းနေပေမဲ့အခုလိုလူပြန်ဖြစ်နေအောင်ទីလိုက်ရတော့ဝမ်းသာလိုက်တာအမားတို့ရဲ့ငါတို့လည်းမယုံနိုင်အောင်ပါပဲအေးဒါကြောင့်သူ့ကိုခေါ်ရင် ။ပြပြားနဲ့ထူရနေမှာ။အရင်ဘဝကသူ့မိဟောင်းကိုတော့စိတ်နာသွားလို့နေမယ်။သူ့မိကြောင်းအခုမှမပြောဘူး။ဟွန်း။အရင်ဘဝကမိဘကိုတီးတက်လို့ချက်ချင်းလူပြန်ဖြစ်တာနေမှာ။မားကြီးရဲ့စကားအားအားလုံးကခေါင်းငိမ်ကထောက်ခံလိုက်ကြလေတဲ့။မင်းနောင်လေးပင်ဒီခုချိန်၌အသက်၈၀နှစ်အရွယ်သို့ရောက်ရှိနေပြီဖြစ်လေ။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကတော့ဒီနေရာမှာပဲပြဆုံးလို့သွားပါပြီရှင်။ဇလန်းလေးကို အဆုံးထိလိုက်ပါနားထောင်ပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။နားဆင်ခဲ့တဲ့ပြည်သက်ပေါင်းကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။